လင်တန်တဲ့ပြည်သူတွေအတွက်ဆူတောင်းစကားဆိုလာခဲ့ကြတဲ့ United ကစားသမားများ Manchester United တင်ရဲ့ဂျယ်မွန်းကစားသမားတွေဖြစ်ကြတဲ့ Bruno Fernandes, Mason Mount, Diego Dalot တို့ကငလင်ပေးချောင်းဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေအတွက်ဆူတောင်းအပ်ပြီးစကားပြောကြားသွားခဲ့ပါတယ်။ဘလုံးအောက်စားနေကလက်ရှိကမ္ဘာပေါ်မှာထိတ်တန့်ဖြစ်ဆုံးအကစားကမ္ဘာတဝန်ကလူကြီးများဆုံးအကစားပါ။ဒါကြောင့်သူတို့ရဲ့အခုလိုမျိုး Speak Out လုပ်ပေးခြင်းက Social Media ပေါ်မှာလူများကြီးကိုသိစေခဲ့ပါတယ်။ Manchester United မှာလောက်ခတ်ခဲ့တဲ့ပြောင်းပြင်းငလင်ကြောင်း မန္တလေးစကိုင်းပါဝင်မြန်မာနိုင်ငံလေပိုင်းဒေသတော်တော်များများမှာအသက်အိုးဟင်စီးစိမ်များစွာတည်ကြည်ပျက်စီးမှုတွေဆုံးရှုံးမှုတွေရှိခဲ့ကြပါတယ်။ဒါဟာနှစ်ပေါင်း100နီးပါးတွင်အပြင်းထန်ဆုံးအင်အားနဲ့လှုပ်ခတ်ခဲ့တဲ့ငလျင်လေးဖြစ်သလိုငလျင်ကြောတစ်လျှောက်မှာလူနေထူထပ်စီကားတဲ့မျိုးပြကြီးတွေရှိနေတာကြောင့်ပျက်စီးဆုံးရှုံးမှုဟာလည်းအတော်လေးကိုများပြားခဲ့ရပါတယ်။နိုင်ငံပေါင်းစုံကကေဆေးရေးဖွဲ့တွေကမရှိမနှောင်ရောက်လာကြပြီးငလျင်တဲ့တဲ့ဒေသတွေကအသက်ပေါင်းများစွာကိုကယ်တင်ပေးကြပါတယ်။နိုင်ငံရဲ့ celebrity များစွာကလည်း ငလီဘေးမှတက်နိုင်သမျှကူညီနေကြပါတယ်မန်ချက်စတာနိုင်တဲ့အသင်းရဲ့ဒီကကစားသမား၃ဦးဟာလည်းမြန်မာငလင်ဘေးအတွက်အခုလိုမျိုးဆူတောင်းစကားပြောကြားလာခဲ့ပါတယ်။ United ကစားသမားတွေက Tiger Beer နဲ့ပူးပေါင်းပြီးအင်အားပြင်းငလင်တဲ့ကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ထိခိုက်ဆုံးရှုံးမှုတွေအတွက်မြန်မာပြည်သူပြည်သားအားလုံးနဲ့အတူထပ်တူကျွန်တော်တို့များစွာဝမ်းနည်းရပါတယ်။ အခုလောက်ခက်ခဲနေတဲ့ချိန်မှာပြည်သူတွေနဲ့အတူဖြတ်သန်းဖို့အရက်တည်ရင်မြမပြည်သူပြည်သားအားလုံးတဘာဝဘေးရန်ကြီးကောင်းနေအမြဲဆုံးကင်းဝေးဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါရယ်အတင်းထားပါမြမဆိုပြီးဆုတောင်းပေးတော်ရဖြစ်ပါရယ် ။မလီလောက်ခတ်ခဲ့ပြီးနိုင်ရီပိုင်းတွင်းမှာပဲအရင်ဆုံးစပီးအောင်လုပ်ပေးခဲ့ကြတဲ့ကလပ်သင်းနှစ်သင်းရှိခဲ့ပါရယ်။သတင်းကားတော့မြန်မာနိုင်ငံမာယောကဘာမာမာပရိသတ်အင်အားခိုင်မာရှိတဲ့မန်ချက်စတာယူနိုက်တက်သင်းပဲဖြစ်ပါရယ်။မြန်မာငလင်အတွက်ဘရန်ဖို့သင်းကလည်းဆူတောင်းအားပေးစကားပြောကြားခဲ့ပါသေးတယ်။မန်ချက်စတာယူနိုက်တက်သင်းရဲ့မျိုးခံပြိုင်ဘက်မန်စီးတီးကတော့အချောင်းသင်းတွေလို Facebook စာမျက်နှာကနေဆူတောင်းပေးတာမျိုးမဟုတ်ပဲ Twitter ကနေတစ်စက်မြန်မာပြည်သူတွေကိုကိုကျင်းစာကြောင်းနဲ့ချက်ချင်းမြစ်တာတွေကိုပေးပို့လိုက်တဲ့ဆိုတဲ့အကြောင်း TikTok ကဆူတောင်းပေးခဲ့ပါရယ်။ ။ပြင်သစ် Blue G PSC ကတော့မြန်မာပြည်သူတွေအတွက်အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ဆူတောင်းခွန်အားပေးစကားတွေပြောကြားခဲ့တဲ့ statement ကိုထုတ်ပြန်ခဲ့ပါတယ်။ ပရီးမီယာလိရဲ့ကြီးကြောက်ကြီးစင်းဝင်တင်တဲ့တဲ့အဖြစ်သတ်မှတ်ထားခြင်းခံရတဲ့တော်တင်ဟန်စပါနဲ့လီဗာပူးကလည်းမြန်မာပြည်သူတွေတက်ချစ်ချင်းညတာနဲ့ခေါ်အားရပေးပို့လိုက်ပါကြောင်းဆုတောင်းပေးခဲ့ပါတယ်။ပရိသတ်တွေလူပြောသူပြောတိတ်မမြောင်းပေမဲ့ပရီးမီယာလိဂ်ကလပ်လက်စတာစီးတီးကလည်းမြန်မာနိုင်ငံအတွက်ဆုတောင်းပေးတာကိုမပြတ်ကွက်ခဲ့ပါဘူး။မြန်မာငလင်အတွက်ဆုတောင်းစကားပြောကြားပေးခဲ့တဲ့ထဲမှာဂျာမန်ဘွန်ဒလီကာကလပ်ဒေါ်မွန်စပိန်လူမိုက်ကြီးအက်တလက်တီကိုတို့လည်းပါဝင်ခဲ့ကြသလိုလာလီဂါဘောလုံးဖွဲ့ချုပ်ကလည်းဆုတောင်းပေးတဲ့ထဲမှာပါဝင်ခဲ့ပါတယ်။ရီယန်နဲ့လီဂါနက် တို့ရဲ့ပွဲစဉ်မှာဆိုရင်ပွဲမစခင်မှာနှစ်သင်းစလုံး10မိနစ်ညီသက်ချင်းအနက်ရောင်လက်ပတ်တွေဝှစ်စင်ကစားခြင်းကိုပြုလုပ်ပေးခဲ့ပြီးမြမောင်းကလင်ကိုဝင်းရံအားပေးခဲ့ကြပါတယ်ဒီလိုမျိုးမြမောင်းကလင်အတွက်ဆူတောင်းဝင်းရံပေးခဲ့ကြတဲ့အသင်းတွေထဲမှာပရီးမီးယားလီးဂ်ရဲ့နာမည်ကြီးကလပ်တွေဖြစ်ကြတဲ့အာဆင်နယ်နဲ့ချယ်လ်စီတို့မပါဝင်ခဲ့ကြတဲ့အတွက်သူတို့ရဲ့ပရိသတ်တွေကတော့စိတ်လိုမကျဖြစ်ခဲ့ကြပါတယ် ဒီပုံမှာစိတ်ပြတ်အစိတ်အောင်းငဲ့တဲ့စကားတွေပြောဆိုခဲ့ကြပြီးကာကရှင်ကလပ်သင်းတွေဟောလဲနောက်ပိုင်းမှာတော့မြန်မာငလျင်အတွက်ဝန်ထဲကြောင်းစူတောင်းအပိစကားပြောကြားလာတဲ့ statement တွေကိုစီထုတ်ပြန်ပေးခဲ့ကြပါတယ်ဒီသွင်းတွေကတော့သူတို့ရဲ့လူတွေပေါ်လွှမ်းမိုးနိုင်မှုကိုကောင်းစွာသုံးချပြီးမြန်မာငလျင်ကိစ္စကိုကမ္ဘာတဝန်းကလူတွေသိစေလာဖို့လူတွေသတိပြုမိစေလာဖို့အတွက်ဝန်ရံအပရင်ရည်တည်ပေးခဲ့ကြတာဖြစ်ပါတယ်ဒီတွက်သက်ဆိုင်ရာတသိန်းချင်းစီကိုမြန်မာပြည်သူတွေကိုစားကျေးဇူးအထူးတင်ရှိပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်